2024-2025ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံကနေစံနဲ့စကွဲတွေကိုအင်ဒိုနီးရှားနိုင်ငံမှာအများဆုံးဝယ်ယူခဲ့ကြောင်းမြန်မာနိုင်ငံစံစပါအတင်းကျပ် MRF ရဲ့အချက်လက်တွေအရသိရပါတယ်။အင်ဒိုနီးရှားအနေနဲ့တရုတ်နဲ့အခြားအထူးကတင်သွင်းသူတွေထက်စံစကွဲတန်ချိန်6.5ထောင်ကျော်နဲ့မြန်မာစံတင်ပို့မှုကိုလွှမ်းမိုးထားပါတယ်။ တရုတ်နိုင်ငံကတော့မြန်မာနိုင်ငံမှစံစကွဲတန်ချိန်9သိန်း16000ကျော်နဲ့ဒုတိယအများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်ပြီးဘယ်လ်ဂျီယံနိုင်ငံကလည်းတန်ချိန်3သိန်း9500ကျော်တင်သွင်းမှုရှိပါတယ်။ဒါအပြင်ဖိလစ်ပိုင်စီနီကောစပိန်မူဆန်ပေကင်မရွန်ဘီရိနယ်သာလန်တိုဂိုနဲ့အီတလီနိုင်ငံတွေကလည်းမြန်မာစံကိုတန်ချိန်တောင်းခနန်းကနေသိန်းနဲ့ချီတင်သွင်းထားပါတယ်။ MRF ရဲ့အချက်လက်တွေအရ2024-2025ဘဏ္ဍာနှစ်မှာပြည်ပကိုစံစကွဲတန်ချိန်1.48တန်တင်ပို့ခဲ့ပြီးပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ1.19ဘီလီယံရရှိခဲ့ပါတယ်။ MRF အနေနဲ့ကလည်း2024-2025ဘဏ္ဍာနှစ်မှာစံတန်ချိန်1.5တန်တင်ပို့မှုမှာကန်ဒေါ်လာ1ဘီလီယံရရှိဖို့ရည်မှန်းခဲ့တာကြောင့်ပို့ကုန်ရည်မှန်းချက်ပြည့်မီခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာနိုင်ငံတကာရဲ့ဝယ်လိုအားကျဆင်းနေတယ်လို့ပြည်တွင်းဝယ်လိုအားလည်းအချပတ်ရောက်နေတာကြောင့်ပြည်တွင်းစည်းကွက်အတွင်းအမထနှွေစပားစင်းုံတွေကြာရေးပြခဲ့ပါတယ်။ဒါကြောင့်အခုနှစ်ຫນွေစပားပေါ်ချိန်မှာစပားစင်းုံတွေကျဆင်းတဲ့အတွက်စပားတင်းသိန်း150နဲ့အမထဆန်အိတ်၄သိန်းကိုဧပြီနဲ့မေလတွေမှာဝယ်ယူပေးမယ်လို့ MRF ကကြေညာထားကြောင်းမှာခင်ဗျာ။